မင်္ဂလာပါရှင်ချင်းလင်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်အပရလ17ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ဖလန်းမြုပ်တင်းအောင်မြင်မှုအတွက်ဂုံပြုကြောင်းချင်းလင်းကောင်စီထုတ်ပြန်ကြောင်းဖလန်းမြုပ်တင်းအောင်ပွဲအပေါ်ဂုံပြုကြောင်း NUG နဲ့ CNF တို့တဝန်ဖွာပေးပို့ကြောင်းချင်းငင်အောင်စစ်စင်ရေးဖြစ်ပေါ်ဆောင်တဲ့ ဖလမ်းမြူတိန်တက်ပွဲအတွင်း PDF ဇိုလန် KRF နဲ့ MBT တပ်ဖွဲ့မှ22ဦးကြဆုံကြောင်းမင်းချံမြို့နေကျုပ်ပြုတ်ရွာ၌တက်ဆွဲထားသောစစ်ကောင်စီတပ်စခန်းကိုဝင်ရောက်သိမ်းပိုက်မှုတွင်စစ်သား2ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိကြောင်းစစ်ကောင်စီကကောလင်းမြို့နေအင်ပင်လှရွာရှိစစ်ချောင်းများနေထိုင်ရာစတင်ကြောင်းကိုဘုံကျချတိုက်ခိုက်ခဲ့ရာကလေးတအူးတေဆုံးပြီး၃ဦးတန်ရာရရှိကြောင်း တောင်ငုံနဲ့ရီတာရှိတွင်စစ်တပ်စစ်ကြောင်းနဲ့အထိုင်စခန်းကိုတက်ခဲမှုတွင်စစ်ကောင်စီတပ်သား6ဦးတေဆုံးကြောင်းတော့ပဲဖြစ်ပါရဲ့ရှင်ဖလမ်းမြုပ်တင်အောင်မြင်မှုအတွက်ဂုံပြူကြောင်ချင်းလန်းကောင်စီထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ချင်းပိချင်းလန်းဖလမ်းမြုပ်အခြေစိတ်ခလာရ268အကြံဖက်စစ်ကောင်စီတက်စခန်းကိုချင်းငင်နောင်နဲ့မဟာမိတ်တပ်ဖွဲ့တွေကအပိသက်တိုက်ခိုက်သိမ်းပိတ်လိုက်တဲ့အပေါ်ဖတ်တန်းတင်ဂုံပြူကြောင်ချင်းလန်းကောင်စီက ပရလတ်စေရနေ့တွင်ထုတ်ပြန်ထားပါတယ်။တက်ပွဲအတွင်းအသက်ပေးလှူသွားကြတဲ့ဒိုလှိုင်းရင်ရဲဘော်တွေကိုဦးငုကာရဝပြုကြောင်းကိုအင်ကဆုံးရှုံးသွားကြတဲ့ရဲဘော်တွေရဲ့ပေးဆက်မှုတွေအပေါ်ဂုဏ်ယူလေးစားကြောင်းလဲဆိုပါတယ်။စစ်အာဏာရှင်စနစ်အပြီးတိုင်ချင်မှုရေးဖက်ဒရယ်ဒီမိုကရေစီပီထောင်စုတိဆောက်ရေးချင်းပီနဲ့ချင်းမျိုးသားတိဆောက်ရေးတို့အတွက်ချင်းပီသူတွေတို့လှိုင်းရင်အားစုတွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို့သိရှိရပါတယ်ရှင်။ဖလန်မြုပ်တင်းအောင်ပွဲအပေါ်ဂုံပြူကြောင်း CNF နဲ့ NUG တို့တဝင်လွှာပေးပို့ထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ချင်းငင်အောင်စစ်စင်ရေးအဖြစ်ဖော်ဆောင်ခဲ့တဲ့ဖလန်မြုပ်တင်းတိုက်ပွဲအောင်မြင်သွားတဲ့အပေါ်ကွန်ပျူဝမ်းမြောက်ကြောင်းအမျိုးသားညီငွေရေဆိုရ NUG နဲ့ချင်းအမျိုးသားတက်ဦး CNF တို့ကတဝန်လွှာပေးပို့ခဲ့ကြပါတယ် ်အပရလ9ရက်နေ့မှာပြည်ထောင်စုတိုင်းရင်သားပြည်သူတရက်လုံးအတွက်ဖလန်းမြုပ်တင်းအောင်ပွဲရယူပေးခဲ့တဲ့ချင်းညီနောင်နဲ့မဟာမိတ်များအားချီကျူးဂုဏ်ပြုကြောင်းဆက်အာနာရှင်စနစ်အဆုံးသက်ရင်းနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးတပ်ပွဲများအတွင်အသက်နဲ့ခန္ဓာဘေးဆက်ခဲ့တဲ့သူရဲကောင်းများကိုလည်းလေးဆက်ဦးမြင့်ကြောင်း NUG ကဆိုပါရယ်ချင်းညီနောင်များအနေဖြင့်ပြည်ထောင်စုတဝန်းလုံးဒိုလှိုင်ရေးအောင်မြင်တဲ့အထိဒိုလှိုင်ရေးအင်အားစုများနဲ့လက်တွဲကာ ဂျူပန်ဆောင်ရွက်သွားမယ်လို့ယုံကြည်ကြောင်းလဲဖော်ပြထားပါတယ်။အလားတူချင်းငင်တောင်စစ်စင်ရေးဖြစ်ဖော်ဆောင်ခဲ့သောဖလန်မြုပ်တင်းတက်ပွဲအောင်မြင်မှုနဲ့စစ်စင်ရေးအတွင်ပူပေါင်းပါဝင်တဲ့ချင်းငင်တောင်အဖွဲ့နဲ့မဟာမိတ်များပေါ်ကုံဂျူဝမ်မြုပ်ကြောင်းချင်းအမျိုးသားတက်ဦး CNF ကဆိုပါတယ်။ဒါပြန်ပြီးထောင်စုမြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကြာဆုံးပြီးစစ်မှန်သော Federal Democracy ပြီးထောင်စုတည်ဆောက်ရေး ရှင်လန်းတိဆောက်ရင်းနဲ့ရှင်လူမျိုးများကိုတိုင်းပြတ်ထမ်းမှုအပြေဝါရရှိစေရည်အတွက်ဆက်လက်တိုက်ပွဲဝင်ကြရန် CNF ကတိတ်တွင်းထားတယ်လို့သိရှိရပါတယ်ရှင်။ချင်းငင်အောင်စစ်စင်ရည်ဖြစ်ဖော်ဆောင်တဲ့ဖလက်မြုပ်တိန်တိုက်ပွဲအတွင်း PDF ဇုံလန် KRF နဲ့ MBT တပ်ဖွဲ့မှ22ဦးကြာဆုံးတဲ့တရင်ကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ 2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာစတင်ခဲ့တဲ့ချင်းငင်အောင် CB စစ်စင်ရေးဖြစ်ဖော်ဆောင်ခဲ့တဲ့ဖလန်းမြုပ်တင်တက်ပွဲအတွင်း PDF ဇော်လန်တပ်ဖွဲ့စေဦး Galay Revolution Force KRF တပ်ဖွဲ့မှ9ဦးနဲ့ Minjan Black Tiger MBT တပ်ဖွဲ့မှ9ဦးတို့ကြာဆုံးခဲ့ရလို့ယမနစ်အပရလ10ရက်နေ့နဲ့ယနေ့ April 17ရက်နေ့မှာအတီးတီးထုတ်ပြန်ထားကြပါတယ်။ PDF ဇော်လန်မှဖလန်းမြုပ်တိုက်ပွဲတွင် တပ်ဖွဲ့ဝင်ရဲဘော်၁၀ဦးကပြည်သူ့ဘေးကင်းလုံခြုံရေးအတွက်မလျှော့ဆွေးဖြင့်တပ်ပွဲဝင် အသက်ပေးဆက်မှုများအပေါ်အလေးအနီမြတ်ပြုအပ်ပါတယ်လို့ဖော်ပြထားပါတယ်။ကလေး revolution force krf တမလဲတပ်ဖွဲ့ဝင်၅ဦးကြဆုံးခဲ့ပြီး တဖွဲ့ဝင်23ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက်မဟာမိတ်များနဲ့အတူဆက်လက်တပ်ဝဲဝင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။မန္တလေးတိုင်းအခြေစိတ်ဖြစ်တဲ့မင်းကျန် Black Tiger MBT တဖွဲ့မှတဖွဲ့ဝင်ရဲဘော်9ဦးကြာဆုံးခဲ့ပြီး3ဦးခြေလက်အင်ကာဆုံးရှုံးခဲ့က30ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဖလန်မြို့မှာပါဝင်တိုက်ခိုက်ခဲ့သောဂျာမင်ကွန်မန်ဒိုစစ်ကြောင်းနဲ့ဂျာမင်စစ်ကြောင်းခုနှစ်မှရဲဘော်များရဲ့ဇွေး လုံလတတိနဲ့အမိတ်နာခံမှုတို့ကိုမိမိတို့ MDT တဖွဲ့မှအထူးပြင်ဂုံယူလေးစမိတယ်လို့ရေးသားဖော်ပြထားပါတယ်။ချင်းငင်အောင်စစ်စင်ရဲ့ဖြစ်ဖော်ဆောင်ခဲ့သောဖလန်းမြုပ်သိမ်းတဲ့ပွဲကို2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီး2025ခုနှစ်အပရလ9ရက်နေ့စစ်စင်ရေး9လပြည့်ရက်နေ့မှာချင်းငင်အောင်နဲ့မဟာမိတ်တဖွဲ့များက အပြီးသက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ မင်းချံမြို့နယ်ကျုပ်ပြူရွာ၌တက်ဆွေးထားသောစစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိမ်ပိုင်မှုတွင်စစ်သားတဦးတေဆုံးပြီးခုနှစ်ဦးတန်ရာရရှိခဲ့တဲ့တဲ့တင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မန္တလေးတိုင်းမင်းချံမြို့နယ်ကျုပ်ပြူကျေးရွာတွင်တက်ဆွေးထားသောစစ်တပ်စခန်းကိုဝင်ရောက်တက်ခိုက်တိမ်ပိုက်ခဲ့ရာစစ်သားတဦးတေဆုံးပြီး ခနအူးတန်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အပရလတ်9ရက်နေ့ည9နာရီခန့်အချိန်မင်းချံမြို့နယ်ကျောက်ပြုတ်ရွာတွင်အင်အား30ခန့်ဖြင့်တက်ဆွဲထားသောစစ်တပ်စခန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတအူးတေဆုံးပြီးခနအူးတန်ရာရရှိကစစ်သားများစခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ပြည်သူ့ကျေးတပ်ဖွဲ့တပ်ဖွဲ့ခေါင်းဆောင်ဘူမိတ်ခေကပြောကြားထားပါတယ်။ ပြည်သူ့ကျေးတပွင့်တဖွဲ့ခေါင်ဆောင်ဘူမိတ်ခေကတေရာတယောက်ဒဏ်ရာရပြီးစေယုံတင်ထားရတာခုနှစ်ယောက်ရှိတယ်။စကန်းစွန်ပြီးထွက်ပြီးသွားတာပါ။လက်နက်တွေပစ္စည်းတွေတိမ်းမိခဲ့တာမရှိဘူး။စကန်းကိုတော့မီးမရှုခဲ့ပါဘူး။မြောက်ပိုင်းဆိုတော့မရှုဘဲပြန်ဆောက်လာခေလိုက်တာပါလို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အတည်ပြုပြောဆိုထားပါရယ်။ အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကျေးတပ်ဝင်တပ်ဖွဲ့မန္တလေး Regional Battalion MGN Danger Dynamites ဒေါမင်တမန်တပ်ဖွဲ့ ANYAR Federal Task Force FFGF Task Force နဲ့ပါကဖအဖွဲ့များပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ စစ်ကောင်စီကဂေါ်လင်းမြို့နယ်အင်ပင်လှရွာရှိစစ်ရှောင်းများနေထိုင်ရာစတင်ကျောင်းကိုပုံကျဲတိုက်ခိုက်ခဲ့ရာကလေးတအူးတေဆုံးပြီးသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။စကိုင်းတိုင်းကိုလင်းမြို့နယ်ရှိအင်ပင်လှရွာစတင်ကျောင်းကိုအကြမ်းဖက်စစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့ရာကလေးတဦးတည်ဆုံးက၃ဦးအပြင်းထန်ဒဏ်ရာရရှိသွားကြောင်းသိရှိရပါတယ်။တတအူးလီစိမ့်မှတက်လာတဲ့စစ်ကောင်စီရဲ့ ကြတိတ်လေရင်ဒီအပရလ၁ရက်နေ့နေ့လေတနာယီလေး၄မိနစ်အချိန်ခန့်ကအင်ပြန်လှကျေးရွာဆီရှောင်းများနေထိုင်တဲ့စာတင်ကျောင်းကိုပေါင်900ပုံတင်းနှလုံးကြေးချတိုက်ခိုက်ခဲ့ရာ အသက်၁၄နှစ်အရွယ်မင်းကလေးငယ်တဦးဒေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကောလင်းဒေတာခန့်များကပြောဆိုထားပါဗျ ကောလင်းဒေသခံတူကလေချောင်းတက်ခဲမှုလောက်သွားတာမှာစာတင်ချောင်းကိုထိပ်ပြီးမဇင်မာဝင်းဆိုတဲ့ကလေးမလေးတဆဆီဖြစ်သွားတယ်။အเจ้าမေဘုံလာကြေးသွားတာပါလို့ AOT time ကိုအတည်ပြုပြုဆိုထားပါဗျ။ဆစ်ဆောင်များနေထိုင်တဲ့စာတင်ချောင်းပေါ်ကိုဘုံတိတလုံးကြာရောက်ပောက်ကွဲသည့်အတွက် တေဆုံးသူရဲ့ရုပ်အလောင်းကိုတဆစီလိမ့်လံကောက်ယူထားရကြောင်းဒေသခံများထံမှသိရှိရပါတယ်။စစ်ကောင်စီကစကိုင်းတိုင်းအတွင်းရှိအင်းတော်မြို့ကိုလက်လွတ်လက်ရပြီးနောက်အင်းတော်မြို့နေနဲ့အနီးပတ်ဝန်းကျင်မြို့နေများကို ပုံကျချတိုက်ခိုက်လာခြင်းဖြစ်ပြီးအပရလ9ရက်နေ့ကလည်းဝန်တူမြို့နေနန်းခမ်းရွာဆေးရုံရှိကိုပုံကျချတိုက်ခိုက်ခဲ့ရာဒေသခံပြည်သူ30နီးပါးတေဆုံးခဲ့တယ်လို့သိရှိရပါတယ်ရှင်။ တောင်ငုံနဲ့ရေတားရှိရင်စစ်တက်စစ်ကြောင်းနဲ့အထိုင်စခန်းကိုတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား6ဦးသေဆုံးသွားတဲ့တဲ့ရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ပခုတိုင်းတောင်ငုံမြို့နယ်စစ်တောင်းမြေအရှိဘက်ကံပရေချေးရွာတို့စစ်ကူလာတို့စစ်ကြောင်းကိုတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။အပရလ6ရက်နေ့ညနေ4နာရီ40မိနစ်အချိန်ခန့်တွင်တောင်ငုံမြို့နယ်စစ်တောင်းမြေရှိဘချံပရေချေးရွာသို့စစ်ကူလာသို့အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား60ခန့်ပါစစ်ကြောင်းကို3934တရင်မှဒိုလိုင်းကြီးရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြံဖက်စစ်တပ်ဘက်မှစစ်သား3ဦးသေဆုံးပြီး5ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အပရလ9ရက်နေ့ည9:32မိနစ်အချိန်ခန့်တွင် အကျန်းဖက်စစ်ကောင်စီနှင့်ဒိုလှန်ရေးတပ်ဖွဲ့များထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကျန်းဖက်စစ်ကောင်စီဘက်မှ5ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာပဒေလှေစိတ်မှ ဒူအင်ဘက်တို့တည်ဆောင်သွားကြောင်းရေတားရှိမြုံနေအခြေစိတ်3934လေးတရင်မှတာဝန်ရှိသူတူကရန်ကုန်ခက်တဲ့တရင်ဌာနတို့အကြည့်ပြုတ်ကြိုးဆိုထားပါရယ်အလားတူအပရလာရှိရနေ့ညနေ4နာရီ40မိနစ်အချိန်ခန့်တွင် ပခိုးတိုင်းရေတားရှိမြုံနေစစ်တောင်းမြေအရှိပချံဦးမေတူရွာတွင် အထိုင်ချတက်ဆွေးထားသောအကြံဖက်စစ်ကောင်စီတပ်သားများသည်တကြဟင်းဦးပုံကြီးကျောင်းသို့ရှိကင်းထွက်လာစဉ်စောင့်ကြည့်တိုက်ခိုက်ခဲ့ရာ စစ်သား၃ဦးတေဆုံးခဲ့ပြီးတိုးလှန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်မြန်စေနာရီ20မိနစ်အချိန်ခန့်တွင်စွာမျိုး8469အမြောက်တပ်မှ120မမလက်နက်ကြီး၃လုံးဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရှိရပါရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကြလောင်းနဲ့ပေးရနာတော့ပါမရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှစ်ဖြာကျန်းမာရှင်လန်ပြီးဘေးရန်ခက်တဲ့ကင်းဝေးနိုင်ကြပါစေရှင်။